ုတ်ဟုတ်ပထမဘွဲကရလာတဲ့အတွေ့အကြုံကအဲသူတို့ဘယ်လိုရန်သူမျိုးကိုရင်ဆိုင်နေရတယ်အဲဘလို့အသင်းမျိုးနဲ့ကစားနေရတယ်ဆိုတဲ့အသည့်သူတို့ဝင်သွားပြီးတဲ့နောက်မှာအဲသူတို့မှာရှိနေတဲ့ကောင်းတဲ့အကွက်ကလေးတွေကပဲဒီနေ့ဒီနေရာကိုရောက်အောင်ပေါ့နော်ကြေးမြောင်းတဲ့ကိုရလက်ကိုရောက်အောင်လို့သူတို့ကိုနိုင်ကဆွမ်းဆောင်သွားတာပါရှင်ဟုတ်ဒီအုပ်စုမှာကြားတဲ့အချိန်မှာဘယ်လိုမျိုးရင်ဆိုင်မလဲလို့တွေးလိုက်တဲ့အချိန်မှာအရင်ဆုံးကတော့လူတဘာဝကြောက်ပါတယ် အဲနောက်ပြီးတော့မှအမပြန်ပြီးစဉ်းစားတဲ့အခါကျတော့ quarter final သွားတာဟာအမကလေးတွေကို international လှမ်းဖို့အတွက်အမကြီးလန်းလန်းတာပါဟုတ်ကဲ့အမပထမနေ့ကပြောသလိုပဲเนาะဟိုပါပွဲတွေအကုန်လုံးကအကြက်တွေဖြစ်တာဖြစ်တဲ့အတွက်ကလေးတွေကိုတလဲချင်းစီ အာနေရာပြေးပြီးတော့ဗောနော်တနေ့ချင်းစီမှာအာအင်အပြည့်နဲ့ကစားဖို့အတွက်အမဂျိုတင်စီမံထားတယ်လို့ညီမလေးတို့အကုန်လုံးပြောပြထားပါတယ်။နောက်ပြည့်တဲ့ကြီးကိုလည်းပဲအဲ့လိုမျိုးစီမံထားတာဖြစ်တဲ့အတွက်ဒီနေ့တနေ့မှာဒီတယောက်ကစားပြီးတော့နောက်နေ့တနေ့မှာကစားမကစားရတာလည်းဖြစ်ကောင်းဖြစ်မယ်ရှင်။ဘာကြောင့်လဲဆိုတော့အကုန်လုံးကညီမလေးရွေးစဉ်ပလီယာတွေအကုန်လုံးဖြစ်တဲ့အခါကျတော့ကလေးတွေကိုအကုန်လုံးကိုလည်းပဲ experience ပေးချင်တာဖြစ်တဲ့အတွက်မျှပြီးသုံးနေတာဖြစ်တဲ့အတွက်နားလည်းပေးပါလို့ပြောချင်ပါတယ်ရှင်။ဟုတ် ဟုတ်ဟုတ်ပထမဘွဲကရလာတဲ့အတွေ့အကြုံကအဲသူတို့ဘယ်လိုရန်သူမျိုးကိုရင်ဆိုင်နေရတယ်အဲဘလို့အသင်းမျိုးနဲ့ကစားနေရတယ်ဆိုတဲ့အသည့်သူတို့ဝင်သွားပြီးတဲ့နောက်မှာသူတို့ကသူတို့ပဲဆုံးဖြတ်လာတာပါရှင်အရာရာအကုန်လုံးကိုကိုင်းနဲ့ရောက်လို့ရှင်ပလီယာပဲဥဆောင်သွားတာဖြစ်တဲ့အတွက်အဲသူတို့မှာရှိနေတဲ့ကောင်းတဲ့အကွက်ကလေးတွေကပဲဒီနေ့ဒီနေရာကိုရောက်အောင်ပေါ့နော်ကြေးမြောင်းနဲ့ကိုရလက်ကိုရောက်အောင်လို့သူတို့ကိုနိုင်ကဆွမ်းဆောင်သွားတာပါရှင်ဟုတ် နံပါတ်1အနေနဲ့ပလေယာတွေရောညီမတို့ရောမျှော်လင့်ထားတာ quarter final ပေါ့နော်အာဘယ်လိုမျိုးအဖြစ်နဲ့ဘယ်လိုမျိုးကျင်းနိုင်မလဲဆိုတာထက်အမားတို့အကောင်းဆုံးဒီနေ့လိုမျိုးပဲအကောင်းဆုံးကြိုးစားသွားမှာပါနောက်ပြီးတော့လည်းအာအတက်နိုင်ဆုံးအမားတို့ရှိသမျှအားနဲ့ပေါ့နော်ကလေးတွေအကုန်လုံးလည်းပဲအဲနောက်ပွဲအတွက်နောက်ဆုံးအချိန်အထိအမားတို့အနိုင်ရအောင်လို့ကြိုးစားပြီးတော့ကစားသွားပါမယ်အာဘယ်လိုရလက်မျိုးပဲရလာလားအမားတို့ ကလေးတွေကနေပြီးတော့အပြည့်အဝစ조사ပေးမယ်조사သွားမယ်ဆိုတာကိုတော့ယုံကြည်ပေးပါလို့အမကဒီကနေတောင်းဆိုချင်ပါတယ်ရှင်အမကမနစ်ကလေးကဒီပွဲတွေတတော်လျှောက်ကိုအမလိုက်ကြည့်ထားရပါတယ်။အဲ့တော့အဲအောက်ဖို့နဲ့အကုံလုံးရဲ့အာအင်းအားတော်တော်များများကိုအမမြင်ခဲ့ရတယ်ပေါ့နော်။အဲ့တော့အမဒီအုပ်စုမှာကြားတဲ့အချိန်မှာဘယ်လိုမျိုးရင်ဆိုင်မလဲလို့တွေးလိုက်တဲ့အချိန်မှာအရင်ဆုံးကတော့လူတဘာဝကြောက်ပါတယ်။ အဲနောက်ပြီးတော့မှအမပြန်ပြီးစဉ်းစားတဲ့အခါကျတော့အမတို့ဒီနေရာကနေဘာရနိုင်လဲလို့ပြန်စဉ်းစားလိုက်တဲ့အခါကျဒီတစ်ဆင့်ကိုကြော်သွားလို့ရှိရင်အမကလေးတွေရလာမယ့်ဟာအမအရင်ဆုံးစဉ်းစားပြီးတော့ပြင်ဆင်ပါတယ်ရှင့်ဘလိုမျိုးလဲဆိုတော့ international မှာအမကလေးတွေအပြင်ထွက်ကစားဖို့ဆိုရင် quarter final အဆင့်ကိုရောက်သွားတာ ਨੇ အကုန်လုံးကအမကလေးတွေအကုန်လုံးကတော်တော်များများမြင်ပြီးရှင့်အဲ့ဒီခါကျလို့ရှင်ကလေးတွေနောက်နှစ်မှာရလာမယ့် အခွင့်အလမ်းကအများကြီးအမကြောက်တဲ့စိတ်နဲ့အများကြီးပိုပြီးသားပါတယ်အဲ့ခါကျတော့အမကြိုးစားချင်တာ quarter final သွားတာဟာအမကလေးတွေကို international လမ်းဖို့အတွက်အမချီလန်းလန်းတာပါအဲ့တော့အမအတက်ထိုင်ဆုံးအဲသူတို့အဲ့ကိုပို့နိုင်ဖို့အတွက်အမလည်းကြိုးစားနေတယ်လို့ပဲကလေးတွေလည်းဒီကိစ္စကိုသိထားတာဖြစ်တဲ့အတွက်သူတို့လည်းအတက်ထိုင်ဆုံးအကောင်းဆုံးနောက်ဆုံးချိန်ထိကြိုးစားမယ်လို့အမလည်းယုံကြည်ပါတယ်ချက်